စကော့တလန်မှာရှိတဲ့ထရပ်ပိုင်ဂေါက်ကွင်းတစ်ခုမှာမှုတ်ဆေးတွေနဲ့စာရေးပြီးဆန္ဒပြတာခံရင်စကော့တလန်မှာရှိတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရပ်ပိုင်ဆိုင်တဲ့ဂေါက်ကွင်းအပန်းဖြေစခန်းတစ်ခုမြက်ခင်းမှာဂါဇာအရေးတက်ကြွလှုပ်ရှားသူတွေကမှုတ်ဆေးဘူးတွေနဲ့စာရေးပြီးဆန္ဒပြခဲ့ကြပါတယ်။မတ်လ10ရက်နေ့တုန်းကတန်ဘယ်ရီဂေါက်ကွင်းရဲ့မြက်ခင်းပြင်ပေါ်မှာဂါဇာသည် ရောင်းရမဟုတ်ဆိုတဲ့အင်္ဂလိပ်စာသားကိုအဖြူရောင်မှုတ်ဆေးတွေနဲ့ထင်းထင်းကြီးရေးသားထားတာကိုတွေ့ရပါတယ်။ ဂါဇာအရေးတက်ကြွလှုပ်ရှားဆန္ဒပြသူတွေဟာမတ်လ10ရက်နေ့ညပိုင်းတုန်းကဂါကွေးရဲ့အတင်းလိုက်အဆောက်အုံကိုစင်းညီတွေပက်ပြန်းထားခဲ့ပြီးမျက်ခင်းနေရာတချို့ကိုပါဖျက်ဆီးခဲ့ကြပါတယ်။အဲ့ဒီလှုပ်ရက်ဟာအမေရိကန်သမ္မတထရကန်ဂါဇာဒေသခံတွေကိုလူမျိုးရေးရှင်းလင်းမှုတွေလှုပ်ဆောင်ဖို့ကြံ့ရွေးနေတဲ့အပေါ်တိုက်ရိုက်တုံ့ပြန်ခြင်းဖြစ်တယ်လို့ပလစ်စတင်အရှင်အဖွဲ့ကကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့လတုန်းကထရဟာဂါဇာကမ်းမြောင်ဒေသကိုအမေရိကန်ကအထိန်းချုပ်ပြီးအရှိလေပိုင်းဒေသရဲ့အထင်ကြီးအပန်းဖြေစခန်းနေမီဆုံတစ်ခုအတွင်ပြောင်းလဲဖို့ရည်ရွယ်ကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဂါဇာမှာရှိရင်ဆွဲဒေသခံနှစ်တန်းကျော်ကိုတော့အီဂျစ်နဲ့ဂျော်ဒန်နိုင်ငံတွေစီအသင်းကျပ်ပြောင်းရွှေ့စေမဲ့သဘောထားကိုပါထရကထုတ်ပြောသွားခဲ့ပါတယ်။အဲ့ဒီကိစ္စဟာဒေသအတွင်မှာအတော်လေးကြေရိုက်ခဲ့ပြီးပါလက်စတိုင်းတွင်အာရတ်တွေကအပြင်းထန်စားကျင်ခဲ့ကြပါတယ်။ စကော့တလန်ရဲတပ်ဖွဲ့ကတော့ထရိုင်ရဲ့ကားခွဲမှာဖြစ်လို့ဖြစ်စီပြုမှုတွေရှိခဲ့တယ်ဆိုတဲ့တန်ကြားချက်ကိုလက်ခံရရှိပြီးတဲ့နောက်စုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့ပြောပါနေ။တမ်ဘယ်ရီကားခွဲဟာစကော့တလန်အနောက်တောင်ပိုင်းမှာတည်ရှိပြီးတော့စကော့တလန်မှာထရပ်ပိုင်ဆိုင်တဲ့ကားခွဲနှစ်ခုထဲမှာပါဝင်ပါနေ။ကောက်ကွင်းကိုဖြစ်လို့ဖြစ်စီပြုံးမှုနဲ့ပတ်သက်ပြီးထရန့်ရဲ့ပြောရေးဆိုခွင့်အရာရှိသူကတော့ အဲ့ဒီလောက်ရဟန်ကလေးဆန်ပြီးရန်စွမ်းမှုမြောက်ကြောင်းဒါပေမဲ့ထူးချွန်လာတဲ့ခောက်ကွင်းစီမံခန့်ခွဲရေးအဖွဲ့ဟာလုပ်ငန်းလေပတ်မှုမရှိအောင်အကောင်ဆုံးကင်တွယ်ဖြည့်ရှင်းနိုင်ခဲ့ကြောင်းပြောပါတယ်။တမ်ပယ်ရီဟာစကော့တလန်အတွင်းနိုင်ငံရေးတနာတဘာဖြစ်ပြီးကမ္ဘာကောက်ရိုက်အားကစားလောကမှာကုန်တရေရှိမှုနဲ့အစ်စ်တန်မြင့်မားမှုကိုထင်ဟန့်စေတဲ့မီးရှူးသံဆောင်တစ်ခုအဖြစ်ဆက်လက်ရည်တည်နေအောင်မယ်လို့သူကပြောကြားသွားပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။